မင်္ဂလာပါအောင်ပန်းဖြူ channel မှာကြိုဆိုပါရစေလူပုံရေးဆွဲခြင်းလေ့ကျင့်ခန်းများကိုဆက်လက်တင်ပြလိုက်ပါတယ်ဒီတစ်ခါတော့အမြင်ဆန်းသွားအောင်လူတစ်ပိုင်းငါးတစ်ပိုင်းဖြစ်တဲ့ရေသူမပုံကိုရေးဆွဲတင်ပြလိုက်တာပါ အခုဆိုရင် မလို့တော့တဲ့ပုံပန်းမြင်းတွေကိုဖြတ်ထုတ်လိုက်ပြီးပုံလေးကိုလက်စားတတ်လိုက်ပါပြီခုတော့ဒါလောက်ပါပဲအားလုံးပဲရွှလန်းချမ်းမြေ့ကြပါစေ